မြန်မာဖြစ်သူတရုတ်ဆောင်ဆွေပြေသင်းနဲ့ဟိဝင်ရန်တို့ရဲ့ဆေးဆက်မင်္ဂလာပွဲမှာတတို့သမီးဘက်ကနေကျေးဇူးတင်စကားပြောကြားခဲ့တဲ့တရုတ်ဆောင်ဆွေပြေသူဆောင်မင်္ဂလာပါပရိသတ်ကြီးရှင်စိုးညီမတွေဆိုပြီးတော့အနည်းပညာလောကမှာနေရာတနေရာရှိနေခဲ့ကြတဲ့တရုတ်ဆောင်ဆွေပြေသင်းစိုးမျက်နှံထားစနေမြင့်တွင်နဲ့ဆွေပြေသင်းတို့ညီအမတွေကတော့အနည်းပညာမျိုးရိုးရှိတဲ့ဆိုတာထက်တရုတ်ဆောင်ကောင်းလွန်တာကြောင့်လည်းအနည်းပညာလောကမှာတယောက်တစ်မျိုးစီအောင်မြင်ခဲ့ကြတာဖြစ်ပါတယ် ီနေ့နေ့မှာတော့စိုးညင်မာရီတဲကအငဲဆုံးဖြစ်တဲ့တရုတ်ဆောင်ဆွေပေးသစင်ရဲ့ဆေးဆက်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်နေတာဖြစ်ပြီးအမကြီးဖြစ်တဲ့တရုတ်ဆောင်ဆွေမြတ်သူစားကအဆိုပါပွဲမှာတရုတ်သမီးဘက်ကနေမင်္ဂလာစကားပြောကြားခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ဆွေမြေသူစားကအမကြီးတယောက်အနေနဲ့ရောမိသားစုဝင်တယောက်အနေနဲ့ပါဟိဝင်ရန်တို့ဘက်ကကမ်းလန်းချက်တွေကိုလက်ခံခဲ့ပြီးညမဖြစ်သူစုပြည့်တစင်ပေါ်မှာတံမိုးထားမျက်နှာခဲတဲ့အတွက်ရောငွေကုန်ကြေးကျခံပြီးမင်္ဂလာပွဲပေါင်းများများစွာကိုကျင်းပပေးခဲ့တဲ့အတွက်ပါဟိဝင်ရန်နဲ့အတူဟိဝင်ရန်ရဲ့မိဘတွေကိုလည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ် ဟေဝီယန်ရဲ့ဆွေပြေးသစင်တို့နှစ်ယောက်ဟာမင်္ဂလာပွဲ6ပွဲအထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအဆိုပါမင်္ဂလာပွဲကိုတော့ဟေဝီယန်တို့ဘက်ကအစစရရတာဝန်ယူဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်ဆောင်ဆွေပြေးသစင်ကတော့အချင်းရင်နဲ့ပတ်သက်ပြီးနာမည်ပြန်မရှိခဲ့တဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင်မိဘညီကိုမောင်နှမတွေရဲ့ဆုံးမသွန်သင်မှုအောက်မှာဘိုင်းကောင်းကြောက်ဖိနေထိုင်ခဲ့တဲ့မိန်းကလေးလည်းဖြစ်တာကြောင့်အခုလိုချင်ရတဲ့သူစီကနေတမိုးထားမြန်လို့ဆိုနဲ့တောင်းရင်လက်ထက်ချင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ကျောင်းရောင်ချင်းပညာရဲ့ဂုံဒီရှိလူချင်းမျိုးများအဲလူပညာမောင်မများအားလုံးကိုမင်္ဂလာပါလို့ဒီမင်္ဂလာရှိတဲ့နေ့လေးမှာတို့ကောဆက်တာပါပဲဒီလိုနေ့လေးမှာတားငယ်နဲ့စင်စင်ရဲ့ကိုစားသူတို့မိဘတွေရဲ့ကိုစားမင်္ဂလာစကားလေးပြောကြားပေးရတဲ့အတွက်လည်းဒီများနေများကြီးဝမ်းသာကုန်ယူမိပါတယ်ရှင်ခုနကရှေးကပြောပါတဲ့တိုင်တော်ပြည့်စုံနေပါပြီ မိုင်းနေနေထရီထူးထူးလာပါတော့ကြောက်ရမလို့ပါဘူးအဲခုနပြောတဲ့အတိုင်းကလေးများရဲ့ရည်ချင်းများလည်းဒီထဲမှာလာတဲ့လူတွေအကုန်ပြင်းချားတိုင်းဒီလုံးမှာလည်းပြီးထားပြီးသားဖြစ်ပါပြီအဲ့တော့ခုနမင်းကဒါကန်လန်နာကိုအာဆုလဇာရူပကကလေးရဲ့စူပိဒဇင်းရဲ့မိဘတွေရဲ့ကိုစားကန်လန်နာကိုဝမ်းမြောက်ဝမ်းသာလက်ခံပါလေလို့ပြောပြစီပြီးတော့ ုသားငယ်ရယ်လည်းကျေးဇူးတင်ပါတယ်ကိုသားငယ်ရယ်ရဲ့မိဘတွေလည်းကျေးဇူးတင်ပါတယ်။အကြောင်းလေဆိုတော့ကျမရဲ့ညီမငယ်လေးသူ့ချစ်ခင်မြတ်လို့တန်ဖိုးထားတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ဒါအပြင်မင်္ဂလာပွဲပေါင်းများများစွာကိုတင်တောင်းတင်တယ်နဲ့ခံခံလာလာလုပ်ကိုင်ပြီးမဲ့အတွက်လည်းဒီများအနေအများကြီးကျေးဇူးတင်ပါတယ်။အဲ့ကြောင့်ကလန္နာကိုကျေးဇူးတင်ပါတယ်လို့ထပ်မံပြောပြစီ။တော့တိုင်းငယ်ရဲ့ဆွေကြီးရဲ့ဘဝလမ်းတက်တာလို့ပြောရှင်ချမ်းမြေပါစီ။ တည်တည်အားကြီးလက်တွဲနိုင်ပါစေ။ဒါပြင်းရင်းနဲ့အားကြီးရပါစေလို့ကျွန်မဒီနေ့အနေနဲ့ဆုတောင်းပေးပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ညာဘုလိုမင်္ဂလာဘုလိုနီးပါ